ို့အညာရဲ့ပြည်သက်များအလုံးမင်္ဂလာပါရှင်ဆ ्याम ခင်နေယူရဲ့ချစ်လာခြင်းရဲ့ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းဆက်အနေနဲ့ဖတ်ပြပေးနေရပင်ဖြစ်ပါတယ်ရှင်အခုဖတ်ပြပေးမှာကတော့အပိုင်းနှစ်ပိုင်းရှင်ကျမသည်စိတ်ပြပြနေသူ့အနားမှာထားသွားတော့သည်တနေ့လုံးပြန်မှန်း၍အိတ်မီဆိုတော့လေယခုတော့လေအိတ်ကျင်စိတ်မရှိပင်ဝရန္တာရင်ထိုင်ရင် ကိုကိုမအကြောင်းကိုစဉ်းစားနေမိသည်တံမိုးရှိလာသောသူ့လုပ်ငန်းကြီးနှင့်သူနေပုံထိုင်ပုံကို ကျမသည် စိတ်ပြတ်လိုက်ပလဲဆိုသောသူ့အကြောင်းကိုလည်းတွေးမိလိုက်သည်အကိုဟူသောတန်ရုံစင်နှင့်ကိုကိုမအဖြစ်ကို စိတ်ထဲတွင်သနာသလိုဖြစ်လာသည်တအိမ်လုံးငြိမ်သက်၍မိများလည်းမိတ်ကုန်ပြီးကျမ၏အခန်းတစ်ခုထဲသာလင်းနေသည်ကိုကိုမလည်းအရက်တောက်နေရမှထသွားပုံမပေါ်သေးပြီး စိတ်ထဲတွင်ကိုကိုမောင်ရှိရာသို့တွား၍ကြည်ကျင်လာပြန်သည် အလေခမ်းမကြီးကိုဖြတ်ကျော်၍စင်ဝင်သို့ကျမလျှောက်လာမိသည် အင်းရှိခမ်းတွင်မီးတလုံးလင်းနေသည်ကျမသည် တကားဝရင်ရှိ၍သူ့ကိုကြည်လိုက်သည် ကလထိုင်ပေါ်တွင် ခွေခွေလေးလဲနေသည်ပလဲဤစာဆိုသည်မှာအရက်ဖန်ခွက်ပေါ်သို့လျှောကျနေသည်အရက်မူးလွန်၍ပဲလားအိပ်ပျော်နေ၍ပဲလားသူသည်ငြိမ်သက်၍နေသည် ။စပင်များသည်နဖူးပေါ်တွင်ဝဲ၍ပဆိုးကလည်းလျော့ရဲနေသည်။ကုကုမကုကုမကျမသည်သူ့ပခုံးကိုကင်၍အသာလေးလှုံ့နှိုးနေသည်။သူသည်မျက်လုံးများကိုအသာဖွင့်၍ခေါင်းကိုတွန်းလိုက်သည်။ခေါင်းမှထူရမှပြန်ကျသွားပြန်သည်။ဒီပြမလေးတွေတိုက်တဲ့အေးလာပြီ။အိတ်ခန်းနဲ့သွားရအောင်။သူသည်ကိုကိုအားယူရထားလိုက်၏။ကျမနေရှင်ရက်နေပြီမဲ့ တမပခုံးကိုတအားဖိ၍ဖတ်ထားသည်သူကိုအိတ်ခဲအရောက်တည်သွားရသည်မှာမတက်တာလားပင်ဟိုရင်းဒီရင်းနှင့်ချွေးရီပြန်လာသည်ပခုံးကိုဖတ်ထားသောလက်များကလည်းဟို၍ဒီရောက်နှင့်တမစိတ်ပြတ်လာသည်အော်ပြတ်လိုက်ခြင်းသည်ကရင်နိုင်ရောက်ခါမှ သူသည်ပခုံးကိုလက်လွှဲ၍လဲကြသွားတော်သည်လေအကြရင် ဆွေးမိဆွေးရာကျမခါကိုဆွဲလိုက်ရာကျမပါရော၍ကျမ်းမော်လဲကြသွားတော့သည် စိတ်ပျက်စရာကောင်းလိုက်ပါပြီ။ပဇက်မှာအရက်နံကလည်းပတ်ဝန်းကျင်လေးထဲတွင် လုံထွေးနေသည်။ဝုန်းကနေကြသွားသောအတန်းကြောင့်အစေကံဦးကြီးဦးကျော်အခန်းဝရောက်လာသည်။ကျမသည်ကိုကိုမအောင်နာတွင်လဲကြနေရာမှထား၍ဦးကျော်ကိုပါအကူအညီခေါ်ရတော့သည်။သူ့ကိုခရင်မော်ရင် သိပ်ပေးခဲ့ပြီးကျမအခန်းကိုပြန်လာခဲ့ပါသည်။ထိုညတညလုံးတွင်အိပ်ဝေမပြောပေဒီလိုအရသမားနှင့်ကြကြနေပြီဖြစ်ပါမည်လား။ ဘလို့ပဲကြောင်နေပေမဲ့မကင်းနိုင်သောအကြောင်းများကလည်းသူ့နှင်းကျမကြရင်ဆက်ဆက်နေသည်မောင်နှမဆိုပေမဲ့ငရုတ်သီးဆယ်တောင်စားကမှတထောင်သာဆက်သောအမျိုးဖြစ်သည် တွေဝေဝေနီနီအရဲဆိုသည်မှာမှားတတ်သည့်ကိစ္စမျိုးဖြစ်သည်ရင်မမွေးသည့်ရင်သွေးတစ်ယောက်လုံးကိုပင်အမဲဖြဲ့၍ချက်စားလာအောင်အရက်သည်သွေးဆောင်တတ်သည်မဟုတ်ပါလားရခုတ်လိုအဖြစ်မျိုးတွင်တနေ့နေ့အမဲဖြဲ့ခံရပါက ကျမသာယဉ်ကျေးရတော်မည်ကျမသည်မိမထုံးစံအတိုင်းငိုကြလာသည်အစီကံများဆိုဖာကြီးများ ပြောင်းလဲသောကျန်းမြင်များနှင့်တာတောင့်တရားရှိလာသောအိမ်ကြီးမှညရင်ချင်းထွက်ပြေးကြလာတော်သည်လက်ရောင်ကြီးများယူဖိတ်၍ညင့်တွင် အစွမ်းငုံပွင့်နေသောပန်းဝစ်လော်များကိုလည်းစိတ်ကူးမယဉ်ကျေးတော်ပင်တိတ်ဆိတ်နေသောပန်းတန်ကြီးကိုပြင်းမှကြည့်နေရသည်ကိုပင် ကြောက်လာတော်သည် ကျမသည်ကရင်ရှိရာသို့သွား၍စိတ်ပြက်လက်ပြက်နှင့်လှဲနေမိတော်သည်နောက်နေ့တွင် ကျမအလုတ်တိုက်သို့ထွက်ခွာမိအချိန်ထိကိုကိုမမနိုးသေးပေတနေ့တာအတွက်ဆိုင်ရဆာရန်များကိုသိမ်းစီပြီးကားပေါ်သို့ကျန်လိုက်သည်ညကညနေအောင်နေလိုက်သည်ကတကြောင်စိတ်ကလည်းညစ်နေသည့်အတွက်တမနှလုံးနှုံးချီချီဖြစ်နေတော်သည်မှားစရာများအတွက်ဥကြော်ကိုရှာရအောင်မည်သူသည် ကုကုမောင်စာဖတ်ခန်းရှိအလုံစပွဲကိုရှင်းနေသည်။ဦးကျကုကုမောင်နိုးလိုက်ရင်ကျမကားယူသွားပြီလို့ပြောလိုက်တော့သူတော်တော်နဲ့နှုတ်မမဟုတ်ဘူး။ဦးကျသည်မျက်မှောင်ကျွေ၍ကျမကိုစူးစမ်းတယ်လို့ကြည့်နေသည်။အေးပြောလိုက်မယ်။ကျမသည်သူကြည့်နေပုံအတွက်တန်တရားမရှိဘဲအလုပ်တိုက်သူထွက်ခဲ့ပါသည်။ရှိကိုဆက်၍စကမ်းသွားရမည့်ဇလန်းများကိုစဉ်းစားရင်းစိတ်မောနေမိသည် အမှန်တော့ တက်နေဝန်သတင်းစာကြီးမှာဟန်သားရှိနေသည်မန်တိုင်ကြီးဖြစ်နေသောကိုကိုမောင်ကရှိုင်းနေသည့်နောက်သတင်းစာရေးနောက်ရေးကိုစိတ်မအေးစရာဖြစ်လာတော့သည်ပြန်ချတင်သောစာတို့ကိုရေးပြီးနောက်စာတအိတ်ကိုဖောက်ဖက်လိုက်မိသည် စာမှာကိုကိုမောင်ကိုအမေရိကမှာအမေရိကန်လူမျိုးတယောက်ကတွေ့လူချောင်းစာဖြစ်သည် ထို့လူမှာနယူးယောက်တွင်စာအုပ်ထုတ်ဝေသူဖြစ်သည် စာဖတ်နေတော့မင်းတယ်လီဖုန်းခေါင်းလောင်းတမ်းမြည်လာပြန်သည် စကားပြောခွက်ကိုကောက်ကင်လိုက်သည်နှင့်တပြိုင်နက်တစ်ဖက်မှကုကုမအောင်တန်ကိုကျမကြားရတော့သည်ယူလာဟဲ့ဟုတ်တယ်ကုကုမကိုမနဲ့ပြန်အလောက်ခီးထွက်မလို့ကားယူပြီးပြန်လာရတော့လောက်တွေလည်းအလုံးတိုက်အောင်နဲ့စီစဉ်ခဲ့ကျမမခိတ္တငိုင်းသွားမိသည်ချက်ချင်းလွန်လွပြီး လက်ထဲမှစာကိုတတိယကဒီမှာကုကုမအမေရိကန်ကစာအုပ်ထုတ်ဝေတဲ့မစ္စတာဘောလ်ဆိုတဲ့လူဟာတွေ့ကြလို့တဲ့အေ ညနေ9နာရီမှာအိမ်မှာချိန်ခဲ့မနေ့ပြန်အောင်ယူပါလိုက်ရမှာမြန်မြန်ပြန်ခဲ့တစ်ဖက်မှာတယ်လီဖုန်းကိုချလိုက်ပါသည် ကျမသည်အက်ဒီတာနှင့်တိုက်အုပ်ထံသို့ပြေးရပြန်သည်စီစဉ်သင့်သည်များကိုအမြန်စီစဉ်ရပါသည်မစ္စတာဘောကိုလည်းချိန်ခဲ့၍အိမ်သို့ပြန်ခဲ့ပါသည်ကိုကိုမောင်ညကအရက်နာကြ၍ယခုမနက်ခေါင်းခဲနေပုံရလေသည်ခမင်းစပွဲတွင်လိမ့်မော်၏တဖန်ခွက်ကိုမြုံပြေတောက်နေသည် မခင်ဦးကိုရိုရေလမ်းဘက်ကို ခီးထွက်ကြမလို့သူသည် ကျမကိုတွေ့တွေ့ချင်းလှမ်း၍ပြောလိုက်သည်မထွက်ဘဲသာနေတော့ဖြစ်မှာမဟုတ်ဘူးကိုရှင်တွေကြက်လာပြီခေါင်းတွေလည်းခဲနေတယ်ခီးထွက်လာရင်တော့တတ်တာမှာပဲဘယ်ဘက်ကိုသွားမှလဲအသိန်ဦးရေလမ်းဘက်သွားရတာစိတ်နှဲနှဲပူရဲကဲကဲသွားဦးကျော်ကခေါ်သွားမယ်တီဗီထည့်စရာရှိရာကြီးထည့်ပြီးတော့ကျမသည်ဦးကျော်ရှိရာသို့ထွက်လာသည် ဥကြောင့်မတအိမ်အောင်ပြောင်းသလိုအိုးခွက်ပကံကအစဆုံဆုံဆစ်ဆစ်ထဲနေသည်ငပိငပြာကြီးငယုတ်သီးမုံနဲ့စားကမကြံထဲနေသည်ပသိမ်မှာထုတ်ပစ္စည်းတွေရနိုင်ပေမဲ့ဥကြောင့်ဒီအိမ်မအပြည့်စုံယူသွားသည်ဆရာတက်ကိုတည်တော်လူတယောက်ဖြစ်ပေသည်ခီးထွေရင်ပေမဲ့ရေခဲနှင်ပြီးလည်းတောက်ကျင်သည်ဆိုရင်ချက်ချင်းရမှဖြစ်ရမည်ငပိရေပြပြထမင်းနဲ့စားကြံသည်ဆိုရင်လည်းချက်ချင်းရမှာ ခုဆိုခုမှဆိုသည့်လူမျိုးဖြစ်ပေသည်အမြဲကွာရွေးမဖြစ်သောတောက်တော်ရေတတိတာကိုလည်းဥကျော်ကယူသွားရန်ပြင်ထားသည်ဘာရီများသူ့ရင်ထဲခေါင်းထဲတွင်ကြက်နေပါလေကျမစိတ်ထဲတွင်စဉ်းစားကြည့်သည်စဉ်းစားရင်မပေါ်ပေအလကားပုံနေသည်ဟုလည်းစိတ်ထဲတွင်ထင်လိုက်မိသည် သူ့အိတ်ခန်းသို့ဝင်ကအဝိအစားကိုတက်တာရဲသို့ထင်နေစဉ်တွင်ကိုကိုမောင်ရောက်လာသည်ယူ ဟောရီဖိုင်နယ်တွေပါတက်တိုင်းထည့်ယူခဲ့သူလန်းပြီးသောဖိုင်နယ်မှာကျမတခါမှ မကြည့်ရသောစာတွဲဖြစ်ပြီးမကြည့်ပဲတက်တိုင်းထည့်လိုက်သည်ကျမအကျွယ်လဲအဝိအစားများနဲ့စာရေးဇက်ကူနဲ့မိငါအစားထည့်ရင်းနေမင်းတညနေလုံးအချိန်ကုန်သွားတော့သည်ညနေဘက်တွင်မစ္စတာဘောနှင့်ကိုကိုမောင်တို့ချန်နယ်တွင်တွေ့ကြသည် သူကအပြင်းလူအနာမကတ်စေခြင်းမင်းချန်နယ်တွင်သူတို့နှစ်ယောက်တည်းရှိနေသည်လူများသည် အင်မတန်ရည်စရာကောင်းသည်တဲဘုတ်ထဲရှိကိုသားတော်မှာ မနှက်စာမနှက်ညစာညရှာစားနေရ၍ခေါင်းချုပ်ယုံသာမကလဲ၍ပဲသည်သည်ပင်ပန်း၍ရှာအလျားသားပင် ထွက်ထွက် သူသည် မရမနာနိုင်ပေတဲဘုတ်ကိုဆိုရင်ဘယ်ကူးမြမထွက်သာစီကြီးထသောကောင်းအုံတွင်ခေါင်းကိုမြုပ်၍မိုင်းဆွဲသောခြံောင်းထဲတွင်တန်တရာလဲနေရပြီတော်သည်ကိုကိုမောင်တို့တွင်တော့ယူလိုက်ရသည့်အနာ ရှင်းလိုက်ရသည့်အုံနာ ဖြေလိုက်ရသည့်အပန်း။ကျမသည်တွေးရင်ရှည်ကျင်လာသည်။လူဆိုသည်မှာရှည်ရင်ရှည်သလား၊ပိုကျင်ကြ၊ချဲ့ကျင်ကြသည့်သတ္တဝါများပါကလား။ပသိန်းတို့ထွက်လာတော့ခီးလန်တရှောင်မှာရခင်စစ်မဖြစ်ခင်ကလို့တာတော့တာရမရှိလာပဲကျမတို့မှာအခန်းငါးစီးရီကြော်ပေသေးဤကုန်းဘတ်ပေါ်လိုက်ရတော့ခီးတဲ့တစုမှာငပိသိမ့်ငချင်းသိမ့်တယ်လို့ကြက်ညက်ပြီးစိတ်ညစ်စရာကောင်းလာသည ဝါခဲမမျိုးတွင်တညာအိပ်၍နောက်နေတွင်ပသိမ်တို့ရောက်ခဲ့ပါသည် အမှန်တော့ပသိမ်မှလည်းအရင်ကလိုမတားရတော့မိဘနှင့်ပုံတန်တို့မှပသိမ်မျိုး၏အလားအပါကိုဖျက်ဆီးပြလိုက်ကြသည်သို့သောကျမတို့နေရမည့်အိမ်မှာကိုကိုမမိတ်ဆွေအိမ်လို့ဖြစ်နေုံမကကံ30အနီးမှာဖြစ်သည်အင်းရှိဝရန္နာမှာလှမ်းရင်ကြည်လိုက်လျင်ကံရည်ပြင်းမှာဆင်းရွညိုနေသည်တပင်ပုပ်ပုပ်ကလေးများကလည်းကံမောင်ရိုးတွင် ခက်ကြဲဝိုင်းဝင်နေသည်လေအေးများသည်ကံရည်ပြမှဖြတ်တန်း၍အိမ်ဘက်သို့ပြင်းပြင်းစွာတိုက်နေသည်စိန်သမား၏အဖို့ထိုအိမ်ကလေးဤပဝင်းတင်သည်တာယာချင်းနှင့်ပြည့်စုံနေလေပြီကုကုမောင်နှင့်ကျမသာ အိမ်ပေါ်အိတ်ခန်းကိုတွေ့ရစီယူ၍ဥကြော်မှမူမိဖို့နင်းဆက်လျက်အောက်ခန်းတွင်အိတ်လေသည်အားလုံးမှအိမ်သား၃ယောက်တည်းရှိ၍စိတ်ငြိမ်လာသည် you ဘလို့လဲ ။ရန်ကုန်နဲ့ဆိုင်ဒီကစိတ်အေးချမ်းတယ်။ဟိုကတဲ့အုံတော်ချောက်ဆရာကောင်းတယ်။သဘောကျရဲ့လား။ကြပါရဲ့။ဘယ်နေရာပဲဖြစ်ဖြစ်သဘောကျတာပါပဲ။ဘာ?သူဒီကျမကိုစိုက်ကြည့်ရင်းမေးလိုက်။အော်ကျမကအုံနောက်ချောက်တက်တဲ့လူမမဟုတ်ပဲဘယ်နေရာဖြစ်ဖြစ်တက်ရတာပဲလို့ပြောတာ။ဟွန်းဟွန်းသူဒီပြုံးရေခေါင်းတညင်ညင်လို့ရင် ရှူဟာငယ်သေးတာ哦အီလီတသက်လုံးငါ့ညမအုံတော့မထောက်ပါစေနဲ့လို့ဆုတောင်းပါတယ်အမေနော်တခါတလေဖြစ်တာတွေကကို့ဘယောကနဲ့ကို့ပါလို့ပါ ကို့ကောင်းနေကောင်းပါပဲကျမသည်ကျမဝမ်းထဲတွင်ယူဆသည့်အတိုင်းသူ့ကိုပြောလိုက်သည်အေးဘော့ဘာသူမပြူမမိမှုပေါ့လေညကြရင်ယူနဲ့ကိုကိုမောင်စကားပြောရအောင် ကျမသည်ရင်ထဲတွင် ထိတ်သွားပြန်သည်အရသမားနှင့်တွေ့ရသည်မှာညင့်အချိန်မကောင်းလာပေသို့သောဘာမှမသိသေးပေ သူပြောခြင်းသည်ဆိုသည်များကို နားထောင်ရမည်မှာကျမတွင်ဝိတရားရှိနေသည်စင်ဝင်တွင် အမိုးမရှိဝရန်ဒါသားရှိ၍လာရောက်သည်တန်းပေါ်တွင်လင်းနေ၏အဝေးရှိကန်ရင်နှင့်တပင်ညညမမဲလေးတွေကိုမုံမုံမမိုင်းမြင်နေရသည်။လာကမြင်လာသည်နှင့်အမျှပဝင်းချင်းဤမြခင်မှာလှပလာသည်။ ကိုကိုမောင်ကိုကျမတယောက်တည်းစောင့်နေသည်သူမလာသေးပေစပွဲဝိုင်းကလေးတစ်ခုနဲ့ကလထိုင်းနှလုံးကိုပဲစင်ဝင်နေရှိနေလေသည်၈နိုင်လောက်ကျမကိုကိုမောင်သည် ဖိုင်နွဲတစ်ခုကိုကင်ရင်ဝင်လာသည် သူသည် ကလထိုင်းပေါ်သို့ထိုင်ချရင်းအဝေးကို မျောကြည့်လိုက်ပြန်သည်ရှုဥတော်ဘီယာတပင်းလောက်ယူခိုင်းလိုက်ပါလားကျမသည်ဖြတ်ခနဲလန့်သွားသည် ယူနဲ့ဒီညစကားကြကြပြောမယ်ဆိုရင်အရမတောက်ဖို့တောင်းဆိုပါရစေ။သူသည်ခဏတွေ့ဝင်နေပြီးမှအေးလေနေပါစီတော့ပြောပြီးမှ ကိုဘာသာတောက်တော့မယ်။လာရောင်တွင်ကိုကိုမောင်မျက်နှာသည်ပို၍လှပါနေသည်။မျက်လုံးများလှူရှားတိုင်းလာရောင်နှင့်တွေ့၍ကျဲဝင့်လိုကြောက်ပါနေသည်။ပါရွေးကြနေသောနှကန်းတစ်ခုမှရည်တော့မလို့မဲ့တော့မလို့နိအတိတ်ပင်မထင်ရှားလာပဲယောက်ျားရဲ့ရနော် တော်တော်လှပပြီးပြသူဖြစ်သည်ညင့်လေဤအရှင်ကြောင့်သူသည်လမ်းဆက်နေပုံရလေသည်ယူကိုကိုကမောင်ပြောချင်တာဒီကပြန်သွားရင် အခုလောက်တွေထပ်ပို့ပြီးစူးစမ်းစီခြင်း ਨੇ ကိုကမောင်လောက်တလို့တရင်းစာရဲ့ policy ကိုထိန်းထားနိုင်အောင်ပြီးတော့လဲတရင်းစာလုပ်ငန်းကိုကျွမ်းကျင်အောင် editor နဲ့ပို့ပြီးလေ့လာစီခြင်း ਨੇ ကျမသည်ငြိမ်သက်စွာပင်နားထောင်နေသည် ူပြောပုံမှာဖဲရုံးကနင်းမြမတူ နူးညံ့အေးစေလာသည် စကားပြောနေတော့ဥကျော်ရောက်လာသည် သူသည် ဥကျော်ကိုလှမ်းကြည့်ရင် green ဆိုတာနှစ်ပလင်းရေခဲနဲ့ယူခဲ့ပြီးတော့ခမားအောက်မှာနေဒီဘော်တော့မလာနဲ့နော်ဥကျော်သည်ကျမကိုမျက်လုံးကြီးလှန်ရင်းကြည့်နေပြန်သည် သူပြောသည့်အတိုင်းဥကျော်သည်အောက်သို့ဆင်းသွားသည်ပြီးလိုက်ရေးပလင်းများကိုပင်ကမန်းကတန်းလာ၍ချသွားတော့သည်ကျမသည် လထိုင်နောက်မိကိုမိရင်သူ့စကားများကိုစဉ်းစားနေသည် သူသည်ဆက်ပြောပြန်သည်ဒီလုပ်ငန်းကိုယူဆက်ပြီးအုပ်ချုပ်သွားနိုင်အောင်ပေါ့လေဘလုံးကကမယူအောင်အုပ်ချုပ်ရမယ်အေးလေယူလာကတူအောင်လဲမမေကိုကိုကိုမောင်ပြောပြမှာပေါ့ဒီပါအောင်ကိုကိုမောင်ကကိုကိုမောင်ကအမြဲတီလိုနေနိုင်မှာမဟုတ်ဘူးဟမ် ဟုတ်တယ်ယူကိုမောင်အလုံးမှာစိတ်မပါတော့ဘူးအမန်တော့ယူကိုပြောပြရမှာပဲပလန်းနဲ့ကွေးကွေးနေသေးတော့ကိုမောင်ကတည်နေတာပဲကျမသည်ဒီပလဲဟူသောစကားလုံးကိုပင်ထိတ်၍ကြားပြန်သည်ပလဲကိုနယူးယောက်မှာကိုကိုမောင်ယူခဲ့တယ်အော်ကျမသည်အတာပင်နားထောင်နေဤပလဲဆိုဒီမှာ သူ့မရပါလားဒီကိုပြန်လာပြီးရင် သူ့ကိုခေါ်နိုင်မယ်လို့အောက်မြင်မိတယ်။မမြန်လဲခေါ်မယ်လို့ကတိပေးခဲ့။ဒါမဲ့ဒီရောက်တော့အဆစာအဆင်မပြေခဲ့ဘူး။ပလဲရဆင်းရဲပေမဲ့အင်မတန်ချစ်စရာကောင်းတဲ့မိန်းကလေး။သူ့စီကိုငွေတစ်သောင်းလောက်ပို့ပြီးကိုကိုမောင်ခေါ်ခြင်းနဲ့ယူသည့်အတိုင်းပဲကိုကိုမောင်ကအလောက်ကငွေတွေကိုမထည့်အောင်မဟုတ်လား။လာကအနေနဲ့မမေပေးတဲ့1,800ဟာလည်းအရဖိုးနဲ့ကုန်တာပဲ။စိတ်မကောင်းတော့ထိုင်တိုင်းပဲရှောက်သုံးမိတာပဲပြီးတော့ သူသည်ငြိမ့်သက်သွား၏ပြင်းပြင်းစွာတပြင်းချလိုက်ရင်ပလဲဟာကိုကိုမောင်မျောနေပြီဒီလောက်ကြရင်တော့သူလဲတွေးနေမှာပဲသူ့စာရီဖတ်ရတိုင်းရင်ထဲမှာဘယ်နဲ့ပြန်မှမသိဘူးကျမသည်သူစကားကိုနားထောင်ရင်းမမခင်မျက်နှာကို ကျမမျက်လုံးနဲ့ပေါ်လာသည်ရိုးတော်မမခင်မျက်လုံးများသည်ချစ်စပွဲပြုံးနေသည်ဟုထင်ရသည်ယခုလိုစကားပြောချိန်တွင်သူသည် ။ตาရောဤမိခင်ဖြစ်သောမမခင်ကိုတတိမရပါလေစား။ပလဲဒီကိုမရမချင်းတော့ကိုကမအလုံးလုံးလို့ရမှာမဟုတ်ဘူး။ပပဟာနှွေလဲအစ်ရွယ်လို့၆သွေနေပြီ။အခုနေများသူ့လက်ဖျားလေးတွေကိုဂျိုင်းမှာညှက်ပြီးအလုံးလုံးရရင်အားလုံးအောင်မြင်မှာပဲ။ကျမသည်ဟိရွေရဲပြလိုက်ခြင်းသည်။သူကတော့ဆွေးကန်းကိုဖော်နေပေမယ့်ကျမရင်ထဲမှာတော့ရီချင်လာသည်။သူကစကားကိုဆက်၍ပြောပြန်သည် ဒီတော့ကိုကိုမောင်နှစ်ခုစဉ်းစားမိတယ်။တစ်ခုကပလဲကိုဒီခေါ်ဖို့နောက်တစ်ခုကကိုကိုမောင်ဟိုသွားဖို့ပဲ။ဟိုရောက်လို့ရှိရင်တော့အမေရိကန်အမျိုးသားအဖြစ်ပဲခံယူပြီးနေတော့မယ်လို့စိတ်ကူးမိတယ်။ကျမနှလုံးသားများသည်လက်နှင့်စုံညစ်ဖြစ်ထားတော့သလို အခံရခံလာသည်။သူမျက်နှာကို မကြည့်ချင်တော့ပဲထထသွားချင်လာသည်။ဒါပေမဲ့ကျမစိတ်များကိုထိန်းထားရသည်။အခု ကိုကိုမောင်စီစဉ်ထားတဲ့အထက်မှာယူရဲ့အကူအညီလိုတယ်။ကျမသည်စိတ်ပြင်းနားထောင်နေသည်။ယူစူးစမ်းသည်တော့ယူဖို့ပါပဲ။ကိုကိုမောင်စာတစောင်ရေးပေးမယ်။အဲ့ဒီစာကိုယူပြီးမမေကြီးစီကိုယူသွားပါ။အမှန်တော့ဒီစာကငွေတောင်းတဲ့စာပါပဲ။ပလဲအကြောင်းလဲကိုကိုမောင်ထည့်ရေးမယ်။မမေစီကငွေတောင်းရရင်ကိုကိုမောင်လည်းကြာကြာမနေပါဘူး။မမေကဘယ်နည်းနဲ့မှဒီလုပ်ငန်းကိုမစွန့်ရပါဘူး။ဒီတော့ယူဒီမှာပဲစီမံနေရမှာ။ တရားပြရင်ကိုကိုမောင်လည်းသင်ပေးမယ်။အဲ့ဒီတိုင်းနဲ့တွဲပြီးလေ့လာပါဟုတ်လား။ကျမသည်ဘလို့ပြန်ပြောရမည်ကိုမစင်သာတတ်တော့ပင်စိတ်တင်းကျပ်လွန်၍သူစကားရနာနေချိန်တွင်ဝရဏဘတ်သူထလာမိ၏။လျှမ်းကိုကရင်အသက်ပြင်းပြင်းယူနေမိသည်။အဝေးရှိကရင်ပြင်မှလှုပ်ရှား၍လာရောက်နှင်းလာနေသည်။လဝိုင်းမှာရှိပေါ်ရင် ရှိရှိအစင်းကြီးဖြစ်၍ ေးတိုင်းလိုက်တိုင်းလာရောက်ကြည့်တမ်းမှာငွေကြီးကိုနှင်းနဂါးကြီးကူးနေသလိုတစ်ဖက်ဖက်လှူရှားနေသည်သူသည် ကျမနောက်တွင်လာရဲ့ပြန်သည်တရပြန်ရင်အလုတ်တင်ပါဦးတလားလောက်ကြမှာမော်လမြောင်သွားတာပေါ့ကျမသည်ဘာမှမပြောချင်မေသူကယခုလိုလာရောက်တွင်ရေပြင်တွင်နှင်းလဲတာယာမိသူမဟုတ်ပါ သူသည်ပလဲနေပလဲတွင်သာပျော်မွေ့နေသူဖြစ်နေသည် သူအပေါ်တွင်အထင်ကြီးမှုအားကိုးမှုစိတ်တို့သည်တပြေးပြေးအရေးပြောကြလာတော့သည်ကိုမောင်ခိုင်းတော့ယူလုပေးရမှာပဲပေါ့ကျမသည်အလုသမားတယောက်ကအလုရှင်ကိုပြန်ပြောသလိုပြောလိုက်သည်ဒါပေမဲ့သူမျက်နှာကိုမကြည့်လိုက်တော့အခါလာရောင်တွင်တနာစရာဖြစ်လာပြန်သည်ကျမစိတ်ကိုမနိုင်မီသူကိုစိတ်ပြည့်သည့်စိတ်များခဏပြောက်သွားရင်သူ့လူလားချက်များကိုစိတ်နှိုင်းရှိစွာနဲ့နှုတ်ယူပေးချင်လာပြန်သည် လာရောင်နေကျမနိုင်မှာ12နာရီထိုးနေပြီကျမလည်းအိပ်ဖို့တရေရလာသည်ကဲကိုကိုမယူအိပ်တော်မယ်အေးအေးအေးဥကြောင့်လှုပ်လိုက်ကျမအောက်သို့ဆင်းသွားသောအခါဥကြောင့်မအိပ်သေးပြီသူ့အခန်းထဲတွင်ငုတ်တုတ်ကြီးထိုင်နေသည်ဥလက်ကြောင့်ကိုကိုကိုမခေါ်နေတယ်မင်းတို့ကတိတ်ညံ့တာပဲသူသည်ခမမောပင်ပြော၍ကျမနောက်မှလိုက်လာသည် အိမ်တွင်ခိုင်းစီသူဖြစ်ပေမဲ့ဥကြောင့်မှကျမတို့ဤဆွေတော်ရှစ်တောင်းမျိုးတော်ပေါင်းတွင်တပူးအပါဝင်ဖြစ်သည့်အတိုင်းသူကိုယ်တော်ခင်မင်လေးစားကြလေသည်ကျမအိတ်တော်မီလောက်တုံးပင်ဥကြောသည် ကျမဖယံကုကုမောင်ကပေးခိုင်းသည်ဆိုရင်ရခင်ကဖိုင်နွဲကိုလာဖို့ပြန်သည် ကျမသည်ကတင်မော်နှဲလိုက်ရင် ဖိုင်နွဲကိုဖွင့်လိုက်၏ပထမမျက်နှာတွင် letters from pearl သို့သောစာကောင်းစဉ်တက်ထားပေသည် အော်ပလဲဤစာများပဲပဲကျမသည်ကိုကိုမောင်လုံနေတော့အထိပ်ပဲကိုနားမလဲပဲဒါပေမဲ့ဖတ်ဆိုလင်းဖတ်ရပြီပလဲဤစာများသည် ကိုကိုမောင်မပြောနှင့်ကျမပင်ဆွဲလာသည်အတော်ဖွင့်၍လှပသောစကားလုံးလေးများကိုသုံးဆွဲတတ်သောမိန်းကလေးဖြစ်နေသည် ဆုံးထိနာဆင်ပေးခြင်းလို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်း၃ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်